တောင်ကိုရီးယားနိုင်ငံမှာသမရဟောင်းပတ်ကွန်ဟီကိုရာရုကပြုတ်ကျစေခဲ့တဲ့အထိဖြစ်ပွားခဲ့တဲ့ခြားဆောင်မှုအရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်နေခဲ့တဲ့ Samsung ကုမ္ပဏီရဲ့ဒုဥက္ကဋ္ဌဖြစ်သူလီဂျေယောင်ကိုထောင်နဲ့၁၂နှစ်ချမှတ်ပေးဖို့တောင်ကိုရီးယားအစိုးရရှေ့နေတွေကဩဂတ်လ9ရက်နေ့ကတောင်းဆိုလိုက်တယ်လို့သိရပါဗျာ။ Samsung ကုမ္ပဏီရဲ့ဒူဂထဖြစ်သူလီချေယောင်ဟာအနာဂတ်ကာလမှာ Samsung ကုမ္ပဏီကို အမွေဆက်ခံမဲ့သူဖြစ်ပြီး၎င်းပေါ်ဆွဆွဲထားတဲ့ဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးတရက်ခွင်မှာနောက်ဆုံးချိန်ကြားနာစစ်ဆေးမှုအတွင်းသူ့ကိုထောင်ဒဏ်12နှစ်ချမှတ်ပေးဖို့အစိုးရရှိနေများကအခုလိုတောင်းဆိုခဲ့တာဖြစ်တယ်လို့လည်း Rider သတင်းရသိရပါဗျ။ တကယ်လို့တောင်ကိုရီးယားတရားသူကြီးများကလီဂျေယောင်ရဲ့ပြစ်ဒဏ်ကို ပြစ်မှုထောက်ခံဖော်ပြချက်တိုင်းသဘောတူညီပြီးအမိန့်ချမှတ်လိုက်မယ်ဆိုပါကဒါဟာတောင်ကိုရီးယားထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များကြောင့်အုပ်ချုပ်သူတဝူချမှတ်ခံရတဲ့အပြင်းထန်ဆုံးပြစ်ဒဏ်ဖြစ်လာမယ်လို့လည်းသတင်းမှာဆိုထားပါတယ်။ ကမ္ဘာပေါ်မှာထိတ်တန့်စမတ်ဖုန်းထုတ်လုပ်သူနဲ့နိုင်ငံတွင်းအကြီးဆုံးစီးပွားရေးလုပ်ငန်းဖြစ်တဲ့ Samsung ရဲ့ Duo Gatha ဖြစ်သူလီဂျီယောင်းနဲ့အခြားထိတ်တန့်အရာရှိ၄ဦးဟာမတမာမှု တွေ့ရှိခဲ့တဲ့တမရဟောင်းပတ်ကွန်ဟီရဲ့အရင်းနှီးဆုံးသူတွေဖြစ်တယ်လို့လည်းသိရပါဗျ။အခုတရက်ခံရဟာယာရုလက်ကန်ရှိသူတွေနဲ့နိနိကက်ကက်ပတ်သက်နေပြီးပုံကိုရေးအကျိုးမြတ်ရှာဖွေမှုတွေရှိနေပါတယ်လို့အစိုးရရှင်းတွေကပြောပါတယ်။ ပိုင်ဆိုင်မှုတွေကိုနိုင်ငံရဲချမ်းမှာလျှို့ဝှက်စွာထားရှိမှုငွေကြေးမတမာမှုတွေနဲ့ဆွဆွဲခံထားရတဲ့လီကျေးရောင်ကို ထောင်နဲ့12နှစ်ချမှတ်ဖို့လီရဲ့အပေါင်းပါဆွဆွဲခံရသူ၃ဦးကိုလည်းထောင်နဲ့10နှစ်အပြစ်ပေးဖို့အစိုးရရှိနေများကတောင်းဆိုထားတယ်လို့သိရပါဗျာ။